thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တာငူမျိုးရှိစကောင်စီရဲ့လေးတဲ့စကန်းကို109မမရှော့လိုက်တုံများနဲ့ပြစ်ခတ်မှုရှစ်လုံးထိမှန်ခဲ့ပြီးထိခိုက်ပျက်စီးမှုရှိနိုင်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကောတိုင်းတာငူမျိုးကေနုမီနီလေးတဲ့စကန်းအတွင်းကို109မမရှော့လိုက်တုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာကြားရောက်ပောက်ကွဲပြီးထိခိုက်ဒေဆုံးပျက်စီးမှုရှိနိုင်ကြောင်း Brace Warrior for Myanmar ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်မေလ18ရက်မနက်တနာ28မိနစ်ချိန်တာငူမျိုး ကင်နုမနီလေးတက်စကန်ကို109မမရှော့တိုက်တုံ17လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၈လုံးအောင်မြင်စွာကြာရောက်ပောက်ခွဲခဲ့ပြီးတိခိုက်တည်ဆုံဖြစ်စည်းမှုအခြေအနေကိုစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။တောင်ငူလေးတက်စကန်ကဆရာဆွဲမှုများကျူးလွန်ရာမှာအရေးပါတဲ့လေးတက်တောက်တိုင်တစ်ခုအဖြစ်ထမ်းဆောင်ပေးနေတဲ့ပြင်ရခုရက်ပိုင်းတောင်ပိုင်းတော်လိုင်းအင်အားစုတွေရဲ့တော်လိုင်းလှုံ့ဆော်မှုတွေကိုလည်းလေးကြောင်းမှဒရက်ဆက်ဖုံးကျဲတိုက်ခိုက်ရာမှာအဓိကပါဝင်နေတဲ့လေးတက်စကန်တစ်ခုဖြစ်တာကြောင့် BWM Mission 37ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brace Warrior for Myanmar BWM Mountain Knight Civilian Defense Force MKCDF Anti-Crop People Liberation Force ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြေပြင်စစ်ဆင်ရေးများမှာပြည်သူတော်လှန်အင်အားစုတွေကိုရှင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲကြာဆုံမှုတွေနဲ့ရှင်ဆိုင်လာရတဲ့စစ်ရှုံးကောင်စီကလေတပ်ကိုအားကိုးပြီးဝေဟင်အသာစီးနဲ့တော်လှန်အင်အားစုများကိုတံပြန်တိုက်ခိုက်လာကြောင်းမကြသေးမီကတပင်းမျိုးနဲ့အိုးထိန်တွင်ကျေးရွာစတဲ့အကြောင်းမှကြောင်းသူကြောင်း ောင်သားကလေးတငယ်များနဲ့ဆရာဆရာမများကိုပုံကျဲတက်ဖြတ်မှုအပါအဝင်နိုင်ငံတော်အရက်ဖက်ပြည်သူများကိုပြစ်မှတ်ထားပုံကျဲတက်ဖြတ်ဖြင်ချင်းဖြင့်၎င်းတို့ရဲ့မတရားလုယူထားတဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့ကြိုးစားနေကြောင်းအသိပေးထားပါတယ်။ နွေဦးတော်လိုင်းရဲ့အောင်မြင်ရန်စစ်ကောင်စီလေတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေများပိုင်လော်များလေရင်များဘုံတိတစားတို့ထုတ်လုပ်တဲ့စက်ယုံပါဝင်လေတပ်ကိုအားပြည့်တဲ့တောက်တိုင်မျိုးစုံတို့ကိုပြိုလဲဖို့လက်လန်းပြီးတဲ့တော်လိုင်းအင်အားစုများပြည်သူများမှတနိုင်တဲ့ဘက်မှဝိုင်းဝန်းကြိုးပမ်းကြဖို့မြစ်တာရက်ခံထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အာဆီယံကအခြားသူများအိမ်တွင်းပြည်ပေါ်ကများဝင်ပြီးနေရာချထားတာကိုစောင့်ကြည့်နေကြမှာလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူအများပြားကကြီးမားတဲ့ဆင်းရဲဒုက္ခများခံစားနေရပြီးအကာအကွယ်မဲ့ဖြစ်နေခြင်းဒေသရင်းရှင်ညီအစ်ကိုမောင်နှမများစီကအကူအညီပေးလာဖို့ကိုဘလောက်ထိထပ်ပြီးနာကျင်စွာခံစားဆောင်စားရအောင်မလဲဆိုလို့ straight time သတင်းစာမှာ senior editor တအုပ်ဖြစ်တဲ့ Ravi Value မေးခွန်းထုတ်လာခဲ့ပါတယ်။၎င်းကအခက်အခဲအကျတဲတွေကတခုပြီးတခုရှင်ဆိုင်လာနေရတဲ့တန်ပေါင်းများစွာသောမြန်မာပြည်သူများရဲ့ကောင်းတဲ့မှာအစီအစီပေါ်လာနေပြီဖြစ်တဲ့၎င်းတို့ရဲ့ ASEAN ညီနောင်တွေကတော့နေကွေးလာနေတဲ့စီးပွားရေးအလုံးနဲ့မဲ့နှုန်းတည်ရိပ်မြင့်တက်လာနေမှုနဲ့ Trump မှာကုံသွင်းဤတိုးမယ်လို့ညာတန်ပေးလာမှုတွေကြားမှာအလုံးများနေကြပြီဖြစ်ပါတယ်။ကမ္ဘာချက်ချင်းဤအသိန်းကြီးမှာပဲကမ္ဘာနိုင်ငံပေါင်း193နိုင်ငံမှာအရေးပေါ်စောင့်ကြည့်ရမယ့်နိုင်ငံ သုံးနိုင်ငံစီရင်မှမြန်မာကိုထည့်သွင်းထားပြီးဖြစ်တဲ့စေယုံစည်းကမ်းများရှိပေးဝေယာနေရာများကိုပြတ်မှတ်ထားတိုက်ခိုက်လာမှုတွေကြောင့်ရောဂါပိုင်းများများထူပြောလာပြီးမနိုင်မနှင်းဖြစ်လာရတဲ့ဒီအနေအထားကကမ္ဘာ့ချက်ချင်းဤအတင်းကဲ့သို့ NGO ဖွဲ့တွေကထရမအကူအညီများဖြတ်တောက်ထားမှုကြောင့်ပိုပြီးဆိုးလာဖို့သာရှိပါတယ်။အန်အောတင်းစရာတွေနဲ့ဒုက္ခဒုက္ခများအမြဲလိုတွန်တွဲလာနေတဲ့အခုအခါလူလုံးလိုအကြောင်းထားနေတဲ့နိုင်ငံကအာမရသည်တဲ့အလားအခုအခါမဟာပထဝီမြေကြီးမှာထပ်မံဒုက္ခပေးလာခဲ့တဲ့အ ਨੇ ဆုံးလူပေါင်း3900 သေဆုံးပြီး9000ကျော်ထဏ်ရာရရှိသွားကစီးပွားရေးအဒေါ်လာဘီလီယံပေါင်းများစွာထိခိုက်ဆုံးရှုံးသွားခဲ့ပါတယ်ပြည်ထနာကတလောင်းနဲ့ပြီးမသွားရေပေးဝင်ရေးစနစ်ပြိုလဲသွားလို့မတန့်ရှင်းနေရှိများပေါ်အမိပြူလာရပြီးရောဂါပိယများထူပြောလာနိုင်တဲ့ငလင်တန်ခံရတဲ့ဒေသကပြောင်းနေနှန်းစားပင်တို့ကတနိုင်ငံလုံးရဲ့၃ပုံ၃ပုံခန့်ထွက်ရှိရဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကအမည်ယူထားတဲ့စေအုပ်စုကနိုင်ငံရဲ့သုံးပုံတပုံခန့်သာထိန်းချုပ်နိုင်တော့တဲ့အနေအထားမှာမြေငလင်ကြောင်းရလာတဲ့အခွင့်အရေးကိုအတုံးချပြီး၎င်းတို့ပေါ်လူမှုရေးရှင်ရှာမုံတီနေမှုနဲ့နိုင်ငံတကာရဲ့အပေခံဘဝရောက်နေရတဲ့အဖြစ်မှာရော့ပါသွားစေဖို့လှုပ်လာကြမလားလို့တွေးထင်မိလာကြတာသာဖြစ်တဲ့ဒါပေမဲ့ဒီလိုအတွေးတွေကမှားယွင်းသွားခဲ့ပြီဖြစ်တဲ့ဒီလိုလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ရမယ့်အစားလူမှုကိုအရင်ကထက်တောင်ပို့ပြီးတိုက်ခိုက်လာတဲ့၎င်းတို့ရဲ့လေကြောင်းမှာတိုက်ခိုက်မှုတွေကြောင့်တပင်းရင်းမျိုးနဲ့အတွင်းကြောင်းသားကလေး းတငွေ20ကျော်အသက်ဆုံးရှုံးသွားခဲ့ရပြီဖြစ်တဲ့မင်းအောင်လိုင်းကိုရိုင်းမလေးရှားဝင်ကြီးချုပ်အန်နဝါအီဘရာဟင်ကိုပြီးခဲ့တဲ့အေပီလာတွင်ပြီးခဲ့တဲ့ဂတိအတော်ပင်တီရှာတယ်လို့ပြောရမှာဖြစ်တဲ့စိတ်ဝင်စားဖို့ကောင်းတာကတင်ရုပ်ရဲ့အတင်းမရမကဝင်ရောက်ဆက်ဖက်မှုကြောင့်ကိုကန့်ဖွဲ့မှလာရှုကိုစေအုပ်စုကိုပြန်ပေးခဲ့ရပြီးရဲ့နောက်ခုလိုတိုက်ခိုက်မှုကြီးထွက်ပေါ်လာခဲ့ရခြင်းဖြစ်တဲ့ MNDA ကအသက်ပေါင်းများစွာရှင်ပြီးအောင်ပွဲခံခဲ့တော်လဲတင်ရုပ်ရဲ့ဩဇာအရှင်ဝါကိုမလွန်ဆန်နိုင်ရှာတဲ့အတွက်တိတ်ခါအကြကြီးကြသွားခဲ့ရတယ်။ဒါကိုကြည့်မယ်ဆိုရင်တင်ရုပ်က ၎င်းတို့အကျိုးစီးပွားထိခိုက်လာမယ်ဆိုရင်မြန်မာရဲ့အချုပ်ကြအာဏာကိုချိုးဖောက်ဖို့ဝင်မလေးဆိုတာကိုပြဆိုနေတယ်လို့မြန်မာအရှိအလွတ်တဘောအထူးကြံပြီးကောင်စီမှ EB 15ရက်နေ့မှာကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်ကစစ်တပ်မှပြည်သူများကိုအခုလိုတပ်ဖြတ်နိုင်အောင်တိုက်နေရများပံ့ပိုးပြီးနေုံသားမကဘုံများကိုပြည်ရင်းမှာထုတ်လုပ်နိုင်အောင်လက်နက်စက်ရုံများကိုကုညီပံ့ပိုးနေပုံကိုမကြမီထုတ်ပြန်မယ်။မိမိတို့အစီရင်ခံစာမှာအသေးစိတ်ဖော်ပြသွားမယ်လို့ပါရှိပါတယ်။ဒီလိုအခြေအနေများဖြစ်ပေါ်ပြောင်းလဲလာမှုတွေကြောင့်အချက်၅ချက်ကိုစောက်ကင်ထားဆဲဖြစ်တဲ့အာဆီယံအတွက် ွက်မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။စေအောင်စုကမကြမီကပဲမြန်မာရဲ့ပြည်တွင်းအခြေအနေကိုအာဆီယံနဲ့ဆွေးနွေးဖို့ကိုယ်တော်ဆက်ဆက်ထိမကန်ဖြစ်နေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံကိုတွားရောက်ခဲ့တဲ့ကုလသွင်းရေးမှူးချုပ်ရဲ့အထူးတန်တမန်အိဗရာဟင်ဂန်ပါရင်က၎င်းရဲ့ခီးစင်နဲ့ပတ်သက်ပြီး2009ခုအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးရှင်းပြမှာကိုပဲအဲ့ဒီတုန်းကဝန်ကြီးချုပ်ဖြစ်သူတိန်းစင်ကကန့်ကွက်ခဲ့လို့အထာမမြောက်ခဲ့၎င်းကကန်ပါရီကကုလအတွင်းရေးမှူးချုပ်ထံသို့သာအစည်းအဝေးခံဖို့တာဝန်ရှိတယ်မိမိတို့အနေနဲ့အိမ်တွင်းပြည်ပေါ်ကားတွေက ကိုမိမိတို့ဘာသာနေရာချထားနိုင်စွမ်းရှိရလို့ပြောလာခဲ့တယ်။ဆိုလိုတာကတော့မိမိအရေးမိမိတို့ကြိုက်တယ်လို့စီမံသွားမယ်လို့သာဖြစ်တယ်။ဒီအချိန်ကအာဆီယံက၎င်းရဲ့အပြော်ကိုဘာမှစောတကတက်ခွင့်မတက်ခင်အခုခါလာရှုဖြစ်စဉ်ကအပေါ်ရင်အတွင်တရံပြောင်းလဲမှုလို့ယူဆရတော့လေတစ်ဖက်မှာပြင်ပမှာပေါ်ပေါ်ထင်ထင်ပါဝင်ပသက်လာမှုကိုတအံတော်မြင်တွေ့ခွင့်ရလာခဲ့ခြင်းဖြစ်ပါတယ်ဒီလိုပသက်လာတဲ့နိုင်ငံချင်းကအခြားနိုင်ငံများရဲ့ပြည်ရင်းရေးကိုဝင်ရောက်မဆွတ်ဖက်လို့ကြွေးကြော်နေတော့လေမြန်မာအိမ်ထဲဝင်လာပြီးပြည်ပေါ်ကတွေကိုနေရာ ချစီမံနေခြင်းဖြစ်ပါတယ်အလားတူအိန္ဒိယကလည်းနှစ်ဖက်ခွပြီးလှုပ်ရှားနိုင်ဖို့၎င်းတို့ရဲ့နိုင်ငံချိုင်းမူဝါဒရွက်လီကြီးရဲ့ရွက်ကိုတိုက်ခတ်လာတဲ့လီနဲ့လိုင်ယောညီထွေဖြစ်စေဖို့ချိန်ညှိလာပြီးဖြစ်ပါတယ်အဲ့ဒီအတွက်အာဆီယံက၎င်းတို့ရဲ့ချင်းကပ်မှုကိုပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်မြန်မာရဲ့မြေပြင်အနေအထားပြောင်းလဲလာနေပြီဖြစ်ပြီးအတွေးခေါ်အယူအဆအသင်းများလိုအပ်လာပြီဖြစ်ပါတယ်အာဆီယံအထူးတပ်တမန်ဆိုတာကလည်း၎င်းတို့နိုင်ငံရဲ့နိုင်ငံချိုင်းမူဝါဒပေါင်းအတွင်းကသာဆောင်ရွက်လေးရှိပါတယ်ခန့်အပ်ပြီးပထမ6လအတွင်းသာ လှုပ်လှုပ်ရှားရှားရှိပြီးကြံ6လမှာတော့နောက်တက်လာမယ့်လူကိုသာထိုင်ဆောင်နေတတ်ပါတယ်။ အဲ့ဒီအတွက်ဒေတာရင်းရှိမြမအရှိကိုပိုင်ပိုင်နိုင်နိုင်သိပြီးကိုယ့်အစီအစဉ်နဲ့ကိုလှုပ်တက်သူကိုသာရွှေချေခံထားတင်ပါတယ်။လက်ရှိမှာပဲတရုတ်ကငင်းချင်းရဲ့အကြောင်းပြပြီးလာမယ့်ရွှေကောက်ပွဲကိုလည်းဝင်ရောက်ဆက်ဖက်ကြိုးကင်လာတော့မှာဖြစ်ပါတယ်။အဲ့ဒီအတွက်မြမအရေးအတွက်အာဆီယံမှာအရေးယူဆောင်ရွက်ဖို့အချိန်တန်ပြီဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့အမေရိကန်ကတွင်းကုန်အခွန်တိုးကောက်မှုမဖြစ်သင့်ပေဥရောပနဲ့ပြည်ထိုင်တို့ကရှူကရိန်ကိုထောက်ပံ့ခြင်းဖြင့်ရုရှားကိုစစ်ပန်းအောင်လုပ်နေပြီလို့အကြမ်းဖက်မင်းအောင်လိုင်ကဝေဖန်ပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည် င်းမှာဆစ်ရှုံးနေတော့လဲကပ္ပရီယာကိစ္စတွေမှာပါမင်းအောင်လိုင်းကဝေဖန်ပြောဆိုလာတယ်လို့သိရပါဗျ။အမေရိကန်ပြည်ထောင်စုကအတွင်းကုန်များပေါ်အခွန်တိုးကောက်လိုက်မှုမှာမဖြစ်တဲ့မကောက် တင်ကြောင်းအကျန်းဖက်စကောင်ဆောင်မင်းအောင်လိုင်ကဝေဖန်ပြောဆိုလိုက်ပါတယ်အကျန်းဖက်စကောင်ဆောင်မင်းအောင်လိုင်ကမေလာရှိရန်နီရုရှားနိုင်ငံမော်စကိုမြို့မှာ PT သတင်းဌာနနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါအတိုင်းနိုင်ငံတကာရည်ရကိစ္စရပ်များကိုပါဝေဖန်ပြောဆိုလာတာဖြစ်ပါတယ်အမေရိကန်နဲ့မြန်မာနိုင်ငံတို့အကြားမှာကုန်သွယ်ရေးမှာကြီးမားစွာမရှိတော့လဲအမေရိကန်ကသွင်းကုန်တွေပေါ်အခွန်တိုးကမှုမှာမဖြစ်တင်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်ကျွန်တော်တို့နဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ကြီးကြီးမားမားမရှိဘူး2012ခုနှစ်ကစပြီးတော့ 2025ခုနှစ်အတွင်းကျွန်တော်တို့ဒေါ်လာတန်900လောက်ကိုပဲကုန်သွယ်မှုရှိတယ်တစ်နှစ်ကိုဒေါ်လာတန်800ကျော်ကျော်လောက်ကုန်သွယ်မှုရှိတယ်လို့ပြောရပါလိမ့်မယ်တချို့နှစ်တွေမှာလည်းကျွန်တော်တို့ဘက်ကပို့ရာတွေများပြီးတော့တချို့နှစ်တွေမှာလည်းအမေရိကန်ကပို့ရာတွေများတယ်သူတို့အခွန်ကောက်တာကတော့ကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ဘူးတခြားသူတို့ရဲ့မိတ်ဆွေနိုင်ငံတွေကိုလည်း ရှိတယ်။တရုတ်နိုင်ငံပေါ်လည်းတော်တော်လေးကောက်တာတွေရှိတယ်။အဲ့ဒီတော့ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့အခွန်တိုးကောက်တာကတော့မသုံးသင့်ဘူးလို့ကျွန်တော်ယူဆပါတယ်။ဒီလိုမျိုးသူတို့ဘက်ကတော့ကုန်သွယ်ရေးလုံငွေပြလို့တခြားနိုင်ငံတွေပါဝင်ပါလိအခွန်တွေတိုးကောက်တယ်လို့ဆိုရပါတယ်။ အမှန်ကတော့မကောက်တဲ့မို့လို့ကျွန်တော်ကတော့ယူဆပါရယ်ဘာကြောင့်ကောက်လဲကျွန်တော်တို့လည်းအသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့လို့မင်းအောင်လိုင်းကဆိုပါရယ်ဒါအပြင်ကဘာကြီးရာကိစ္စရဲ့အပြင်ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာလည်းဥရောပတမကနဲ့ပြည်ထိန်တို့ကယူကရိန်းကိုကူညီထောက်ပံ့မှုတွေလှုပ်ဆောင်နေကြောင်းအဲ့ဒီကူညီမှုတွေကရုရှားကိုစစ်ပန်းအောင်လုပ်နေခြင်းဖြစ်ကြောင်းစစ်ဆိုတာမဖြစ်စေဖို့ညှိနှိုင်းဖြည့်ရှင်းခြင်းကသာအကောင်းဆုံးဖြစ်ကြောင်းမင်းအောင်လိုင်းကဆိုပါရယ်စစ်ဆိုတာမဖြစ်တင်တာအကောင်းဆုံးပဲပဋိပက္ခဆိုတာကလည်းကောင်းကောင်းမွန်မွန်ပြန်လည်ဖြည့်ရှင်းနေတဲ့နည်းလမ်းနဲ့တွားတာညှိနှိုင်းဖြည့်ရှင်း နဲ့နီးလန်းနဲ့သွားတာအကောင်ဆုံးပဲပဋိပက္ခတွေကြီးလာတယ်ဆိုတာကလည်းအားပေးထောက်ခံမှုတွေအားပေးထောက်ပံ့မှုတွေများလို့ဖြစ်တာအားပေးထောက်ပံ့မှုမရှိရင်ပဋိပက္ခဆိုတာကကြီးလာစရာတော့မရှိပါဘူးတချို့ကနိုင်ငံဖြစ်တဲ့ပြဿနာရှိမယ်ပဋိပက္ခကအဲ့ဒီမှာသူတို့ဝိုင်းအားပေးကြတယ်ထောက်ခံပေးကြတယ်ကူညီပံ့ပိုးပေးကြတယ်ဆက်လက်နဲ့ပစ္စည်းတွေငွေကြေးတွေစားနပ်ရိက္ခာတွေစသဖြင့်ကူညီပေးတာပေါ့ဒီလိုပဲလုံလာကြတာအဲ့ဒီလိုဒါတွေကပဋိပက္ခပို့ပြီးကြီးပန်းလာတဲ့ဟာတွေဖြစ်လာတယ်ဒါမျိုးမဖြစ်ဖို့ဆိုရင်အားပေးကူညီတာမျိုးမလုပ်တာကအကောင်ဆုံးပဲ ယ်။ဒါရင်ဆိုရင်နိုင်ငံကြီးရဖြည့်ရှင်းတာပေါ့ဒီလိုတော့တွားရမှာပေါ့စောစောကခမရကမီးတယ် EU ကနေပြီးတော့ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးတော့သူတို့ရည်ရွယ်ချက်ကဘာလဲပေါ့သူတို့ရည်ရွယ်ချက်ကဘာလဲပဋိပက္ခရှိကြအောင်ပြီးတော့မှစစ်ပန်းအောင်လို့လုပ်တာဒါအားလည်းစဉ်းစားရမယ်တစ်ချက်ပဲတကယ်လည်းတော့ပဋိပက္ခမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်တာကတော့အကောင်းဆုံးနည်းလမ်းမှာပဲကျွန်တော်ကတော့အားပေးထောက်ပံ့မှုမလုပ်သင့်ဘူးလို့ယူဆပါတယ်ညှိနှိုင်းပေါ့ဘာကြောင့်ဖြစ်တာလဲပြဿနာဘာကြောင့်ဖြစ်တာလဲပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်တို့ပြန်ရှာမှပေါ့ သမိုင်းမှာရှိခဲ့တဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာဖြစ်ခဲ့တဲ့အခြေအနေကိုကြည့်လိုက်လို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ရုရှားပြဿနာဖြစ်တာလဲဆိုတာအဖြေရှိပါတယ်ဒါကိုအဖြေအမှန်တိုင်းကြည့်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင်ဒီပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်လို့မင်းအောင်လိုင်ကပြောဆိုပါတယ်